မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာထဲကအကောင်းဆုံးမိတ်ဆွေ ဖြစ်ခြင်းဆိုတဲ့အကြောင်းကို ပြောပြခြင်းပါတယ်ကျွန်တော်တို့အသက်တာမှာမိတ်ဆွေတွေအများကြီးရှိနိုင်ပါတယ်ဒါပေမဲ့လောကကြီးကတတ်မှတ်တဲ့မိတ်ဆွေနဲ့တမန်ကျမ်းစာကဖွင့်ပြတဲ့မိတ်ဆွေဟာတူညီပါသလားတမန်ကျမ်းစာထဲကလုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတဲ့လူငယ်နှစ်ယောက်ကြားကအကောင်းဆုံးမိတ်ဆွေဖြစ်ခြင်းတစ်ခုအကြောင်းကို ကျွန်တော်တို့လေ့လာကြပါစို့တယောက်ကတိုးထိန်လေးသူ့အဖေရဲ့တိုးတွေကို ထိန်ချောင်းရင်လူမြင်ကွင်းကနေအဝေးမှာနေရတဲ့သူနောက်တစ်ယောက်ကတော့မင်းသားလေးဣတိလတိုင်းနိုင်ငံရဲ့ပထမဆုံးဘုရင်ရဲ့သားခန္ဓာထေဝါမှုတွေရှားမှာကြီးပြင်းပြီးတော့ထီးနန်းစက္ကန့်ဖို့လေ့ကျင့်နေရတဲ့သူပါတိုးထိန်လေးတောင်းဝင်းနဲ့မင်းသားလေးဂျော်နတန်ဖြစ်ပါတယ်သူတို့ရဲ့မိတ်ဆွေဖြစ်ခြင်းဟာ လောကရဲ့ဆန်နှုံးနေနဲ့ မတူ क्वे ပြားခဲ့ပါလေ။ဘာကြောင့်ဒီလောက်အံ့ဩဖို့ကောင်းတယ်လဲ။ဒီအကောင်းဆုံးမိတ်ဆွေဖြစ်ခြင်းကိုဘုရားသခင်က သူ့ရည်ရွယ်ချက်အတွက်ဘလို့အသုံးပြုခဲ့တယ်လဲဆိုတာကိုဒါဝိရှောလုနဲ့ဂျိုနာသန်တို့ရဲ့အသက်တာတွေကနေလေ့လာကြည့်အောင်။ပထမဆုံးပုဂ္ဂိုလ်ကဘယင်ရှောလုအကြောင်းဖြစ်ပါလေ။ရှောလုဟာဣတိလလူမျိုးတွေကတခြားလူမျိုးတွေလိုဖြစ်ခြင်းလို့ ဖျားသခင်ကိုသူတို့ရဲ့ဘရင်အဖြစ်ပယ်ချပြီးတောင်းခဲ့တဲ့လူသားဘရင်ပါသူဟာအယက်မောင်းလဲရှိတယ်ရုပ်လဲချောမောတယ်ဖျားသခင်ကသူ့ကိုနောက်ထပ်နှလုံးသားတစ်ခုပေးခဲ့ပေမဲ့ရှောလူဟာဖျားသခင်အပေါ်မှာတစ္ဆာစောင့်တိခြင်းမရှိခဲ့ဘူးသူဟာဖျားသခင်ရဲ့နီလန်းအစာသူ့ကိုယ်ပိုင်နီလန်းကိုလိုက်ခဲ့တယ်ရလက်ကဘာတွေဖြစ်သွားလဲကျမ်းစာထဲမှာကိုရော်ဒီ ထာဝရဘုရား၏အမိန့်တော်ကိုပယ်သောကြောင့်ထာဝရဘုရားသည် ကိုရော့ကိုဣသေလရှင်ပင်အရာမှပယ်တော်မူပြီးရှောလူရဲ့နှလုံးသားဟာ မနာလိုမှု မုန်းတီးမှုတွေနဲ့ပြည်လာတယ်သူဟာသူ့ရဲ့ယာတူးကိုကာကွယ်ဖို့ကြိုးစားရင်းတကူကောင်းဆန်တဲ့အပြစ်တွေထဲမှနစ်မြောသွားတယ်ဒုတိယပုဂ္ဂိုလ်ကတိုးထိန်လေးဒါဝိအကြောင်းမှဒါဝိကတော့ဘုရားသခင်ကိုကြောက်ရွံ့ယိုတည်တဲ့မိသားစုကလာတယ် သူ့အဖေရဲ့တိုးတွေကိုထိန်ချောင်းရင်းရှင်သိပ်တွေဝဝဏီရဲ့ဘေးကနေကာကွယ်ပေးရတဲ့သူဘုရားသခင်ကသူ့ကိုတိုးထိန်တယောက်အဖြစ်မှ အနာဂတ်မှာစစ်သားကောင်းတယောက်ဖြစ်လာဖို့လက်ကျင့်ပေးခဲ့တာပါ အရေးကြီးဆုံးကဒါဝိဒ်ဟာဘုရားသခင်ကိုချစ်တဲ့သူဖြစ်တယ်ဘုရားသခင်ကသူ့ကိုငါစိတ်နှလုံးနဲ့ကိုက်ညီတဲ့သူလို့ခေါ်ခဲ့တယ်သူဟာဘုရားသခင်ကိုစောင့်တီးပြီးတခြင်းနဲ့ရေးဆက်ချီးမွမ်းကိုးကွယ်ခဲ့တယ် ရှောလူနေရာကို အစားထိုးဖို့ဖျားသခင်ရွေးချယ်ထားတဲ့သူဟာဒါဝိဒ်ပါတတိယပုဂ္ဂိုလ်ကမင်းသားဂျွန်နသန်အကြောင်းဖြစ်ပါတယ်ဂျွန်နသန်ဟာရှောလူရဲ့သားအရင်းမှာဒါပေမဲ့သူဟာသူ့အဖေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်ဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး14မှာပထမဆုံးတွေ့လိုက်ရကလေးကဂျွန်နသန်ဟာထာဝရဘုရားကိုယုံကြည်တဲ့သူ ဖြစ်ကြောင်းတွေ့ရတယ်သူဟာ ူဟာအားကြီးတဲ့စစ်သူရဲ့အားကစားသမားတယောက်ပါဒါပေမဲ့သူဟာတကိုယ်ကောင်းမဆန်ခဲ့ဘူးသူဟာသူ့အဖရဲ့ထီးနန်းကိုဆက်ခံရမယ့်သူ့ရဲ့တရားဝင်အခွင့်အရေးကိုတောင်ဘေးဖယ်ပြီးဒါဝိအတွက်ဖျားသခင်ရဲ့အကြံစီကိုဆန္ဒရှိရှိလက်အောက်ခံခဲ့ပါတယ်ဒီပုဂ္ဂိုလ်၃ဦးရဲ့ဇလန်းဟာတိုက်ပွဲနယ်မြေမှာဆုံတွေ့ခဲ့ကြပါတယ် ဂေါလျက်လိုခေါ်တဲ့စစ်သူကြီးကိုဣသေလလူမျိုးတယောက်မှမတိုက်ရဲတဲ့အချိန်မှာတိုးထင်းလေးဒါဝိကငါမူကားတင်စော်ကားသောဣသေလတတ်တို့၏ဘုရားသခင်ကောင်းကင်ဘုရားအရှင်ထာဝရဖျား၏နာမတော်ကိုအမိပြု၍တင့်ထန်သူလာ၏လို့ကြွေးကြော်ပြီးလောက်လွဲနဲ့ကြောက်ခဲကိုအတုံးပြုကဂေါလျက်ကိုတတ်ပစ်နိုင်ခဲ့ပါတယ်။အောင်ပွဲခံပြီးတဲ့နောက်ဒါဝိကိုဘယင်ရှောလူရှိခေါ်လာတဲ့အခါ အဲ့ဒီနေရာမှာမင်းသားဂျော်နတန်လည်းရှိနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘရင်ရှောလူနဲ့သားတော်ဂျော်နတန်တို့ရဲ့နှလုံးသားနှစ်ခုရဲ့တုတ်ပြန်ပုံဟာမိုးနဲ့မြေလိုကွာခြားသွားပါတယ်။ရှောလူရဲ့နှလုံးသားထဲမှာ မနာလိုမှုနဲ့မုန်းတီးမှုတွေဝင်လာတယ်။ဒါပေမဲ့ဂျော်နတန်ကရောဘလို့လဲစံစာကဘာပြောတယ်လဲဓမ္မရာဆိုရင်ပထမစာဆောင်ခန်းကြီး၁၈အငယ်၁မှာဒါဝိဒ်ဒီရှောလူနဲ့စကားပြောပြီးမှ ဂျိုနာသန်ဒီဒါဝိကိုအလွန်ချစ်သဖြင့်မိမိအသက်ကိုချစ်တဲ့ကဲ့သို့ချစ်လေ၏ဂျိုနာသန်ဟာသူ့ရဲ့ပြိုင်ဘက်ဖြစ်လာနိုင်တဲ့သူကိုမနာလိုမဖြစ်ခဲ့ဘူးအနိုင်ယူသူကိုသူချစ်ခဲ့တယ်သူဘလို့တက်တည်ပြခဲ့တယ်လဲဂျိုနာသန်ကဒါဝိကိုသူ့ရဲ့ဝတ်လုံသူ့ရဲ့ချက်ဝတ်တစားသူ့ရဲ့ဓာသူ့ရဲ့ခပန်းသူ့ကိုယ်တိုင်ဝတ်ဆင်သမျှအရာအလုံးကိုပေးခဲ့တယ်ဒါဟာတာမန်ချက်ဝတ်တစားမဟုတ်ဘူး ဒါဟာမင်းသားတပားရဲ့ချက်ဝတ်တစားဂျိုနသန်ဘလို့လောက်လိုက်တာလေသူဟာဒါဝိဒ်ကို မင်းသားတပားလို့ဝတ်ဆင်ပေးလိုက်တာသူဟာသူ့ကိုယ်သူထီးနန်းနဲ့မထိုက်တန်ဘူးလို့နှိမ့်ချပြီးဘုရားသခင်ပိတ်သိက်ပေးထားတဲ့သူကိုထီးနန်းနဲ့ထိုက်တန်သူအဖြစ်ချီးမြှောက်လိုက်တာပဲသူဟာဒါဝိဒ်ကို သူ့ထက်ပိုပြီးချီးမြှောက်ခဲ့ပါတယ်ဒီဇလန်းမှာမိတ်ဆွေဖြစ်ခြင်းပုံစံနှမျိုးကိုတွေ့ရပါတယ် ပထမကတော့ရှောလူရဲ့လောကီပုံစံမိတ်ဆွေဖြစ်ခြင်းဖြစ်ပါတယ်ဒါဟာတကူကောင်းဆန်ခြင်းအပေါ်မှာအခြေခံတယ်ငါအတွက်ဘာရမလဲငါနေရာကိုထိခိုက်လာရင်ငါမင်းကိုဖျက်ဆီးမယ်ရှောလူရဲ့မနာလိုမှုဟာဘလောက်ထိဆိုးခဲ့တယ်လဲဆိုရင်စာရန်ကဒီအပြစ်ကိုအတုံးချပြီးသခင်ယေရှုခရစ်တော်စီအထိဆက်သွားမဲ့ဒါဝိရဲ့မျိုးရိုးစင်ဆက်ကိုဖျက်တောက်ဖြစ်ဖို့ 調査ခဲ့တယ်။နောက်တစ်ခုကတော့ဂျောနသန်ရဲ့ဖျားသခင်နှစ်သက်သောမိတ်ဆွေဖွဲ့ခြင်းပုံစံဖြစ်ပါလေ။ဒါဟာတကူကောင်းမဆန်တဲ့ချစ်ချင်းမေတ္တာအပေါ်အခြေခံတဲ့ဂျောနသန်ရဲ့ချစ်ချင်းမေတ္တာဟာဒါဝိရဲ့အကောင်းဆုံးအကျိုးအတွေ့調査လုပ်ဆောင်စီခဲ့တယ်။ဒီနေ့ကျွန်ုပ်တို့ရဲ့မိတ်ဆွေဖြစ်ခြင်းတွေဟာဂျောနသန်ရဲ့ခင်မင်မှုမျိုးဖြစ်ဖို့လိုပါတယ်။အဲ့ဒီအကောင်းဆုံးမိတ်ဆွေဖြစ်ခြင်းမျိုးကဘလို့လဲ ဒါဟာလူမှုရေးအတားစီးကိုဖျက်ကျော်တယ်ဥပမာငါကမင်းသားမင်းကတိုးထိန်ဆိုတဲ့ခွဲခြားမှုတွေမရှိဘူးဒါကမနာလိုမဖြစ်ဘူးမိတ်ဆွေရဲ့အောင်မြင်မှုမှာအတူဝမ်းမြောက်တယ်ဒါဟာသာရဖျားအထဲမှာရှိတဲ့တူညီတဲ့နှောင်ကြိုးအပေါ်မှာတိဆောက်ထားတယ်ဒါဟာမိတ်ဆွေကိုသာရဖျားအထဲမှာအားပေးတိုက်တွန်းတယ်ဒါဟာမိတ်ဆွေအတွက်အကောင်းဆုံးအရာတွေကိုလိုလားတယ်ဒီလိုမျိုးချစ်ဖို့ကခက်ခဲပါတယ် ဒါကြောင့်မို့လို့ကျွန်ုပ်တို့ဟာသခင်ယေရှုခရစ်တော်ကိုလိုအပ်တာပါကျွန်ုပ်တို့မှာတန်ရှင်သောဝိညာဉ်တော်ကိုလိုအပ်တာပါဂျောနသန်လိုမိတ်ဆွေမျိုးကျွန်ုပ်တို့ဖြစ်နိုင်ဖို့တခုတည်းသောနီလန်းကတော့တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ကိုပုံသွင်းပြောင်းလဲပေးဖို့ပါပဲတမန်ကျမ်းစာကဝိညာဉ်တော်ဤအတိအပွင့်မူကချစ်ချင်းဝမ်းမြောက်ချင်းငြိမ်သက်ချင်းစိတ်ရှည်ချင်းကျေးဇူးပြုချင်းကောင်းမြတ်ချင်းတစ္ဆာဆောက်ချင်း ဖြစ်တယ်လို့ဆိုထားပါတယ်ဒီနေ့သင်ရဲ့အကောင်းဆုံးမိတ်ဆွေ ဖြစ်ခြင်းထဲမှာဝိညာဉ်တော်ရဲ့အသီးအပွင့်တွေကို ပြသဖို့လိုအပ်နေပါသလားသင်ဟာရှောလူလိုတကူကောင်းဆန်နေတဲ့မိတ်ဆွေဖြစ်နေမလားဒါမှမဟုတ်ဂျိုနာသန်လိုတကူကောင်းမဆန်တဲ့မိတ်ဆွေဖြစ်ခြင်းပါသလားအကောင်းဆုံးမိတ်ဆွေဖြစ်တော်မူသော သခင်ယေရှုခရစ်တော်ထံသင်ရဲ့နှလုံးသားကိုစက္ကပ်ပါကိုရောကသင်ကိုပြောင်းလဲစေပါလိမ့်မယ် ။အိုးဘုရားသခင်ဂျိုနာသန်နဲ့ဒါဝိဒ်တို့ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်ခြင်းအတွေ့ဂျေဇူးတင်ပါလေ။ကျွန်ုပ်တို့ကိုလည်းတကူကောင်းမဆန်ပဲချစ်တတ်တဲ့မိတ်ဆွေကောင်းတယောက်ဖြစ်နိုင်အောင်ခွန်အားပေးပါ။ကျွန်ုပ်တို့ရဲ့အပြစ်တွေအတွေ့အဖိုးခါကိုပေးဆက်ခဲ့တဲ့အကောင်းဆုံးမိတ်ဆွေသခင်ယေရှုအတွေ့ဂျေဇူးတင်ပါလေ။ကိုရောရဲ့ဝိညာဉ်တော်အားဖြင့်ကျွန်ုပ်တို့ကိုဦးဆောင်ပေးတော်မူပါ။အာမင်။